ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပီအော်ဒီယိုဘုတ် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးသူမမိုက်ပြေရေးသားထားတဲ့အမွှားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အညာမှာတာယာကုန်းနမည်ရှိတဲ့ရွာကြီးတစ်ရွာရှိတယ်။ဦးကျော်စောကအဲ့ဒီရွာမှာအတော်အတန်ကျွေးဝါးတဲ့မြေရှင်တအုပ်ဖြစ်တယ်။သူ့မှာမိတဆူသားနှစ်ယောက်ရှိတယ်။နမည်ကတော့ မျိုးမြင့်နဲ့မျိုးတင်ဖြစ်တယ်။သူတို့ကတခြားမြေအကိုတွေထပ်ပို့ပြီးတော့တဦးနဲ့တဦးချစ်ခင်ကြတယ်။ဘာကြောင့်လဲဆိုတော့အမွာဘုံကြီးအကိုတွေဖြစ်တာကြောင့်ပဲဖြစ်တယ်။သူတို့ရဲ့အမိကသူတို့မိဘွားစဉ်မိတွင်ထဲမှာပဲကွယ်လွန်ခဲ့လေတယ်။ဦးကျော်စောကနောက်အိမ်တောင်မပြုတ်ပဲတားမွာနှစ်ယောက်ကိုတောင်အရေးတကြီးကြီးနဲ့စောင့်ရှောက်ကြတယ်။သူတို့ညီအကိုကစိတ်ချမ်းလေးတူတယ်။ရုပ်ချင်းလေးတူတယ်။အကြီးနဲ့အငယ်မိနစ်ပိုင်းသာချပြီး ွေးဖွားလာကြပေမဲ့လေဖခင်ကြီးရဲ့ဆုံးမတော်တင်မှုကြောင့်အကြီးကိုအငယ်ကယူသေးတယ်။အငယ်ကအကြီးကိုညှာတာတယ်။အဲဒါကြောင့်ရွာကလူကြီးသူမတွေကကြံအညီကိုတွေကို မျိုးမြင့်တဲ့မျိုးတင်တို့ကိုဆန်နမူနာယူကြဖို့အလင်းအင့်တိုင်းပြောဆိုဆုံးမလေးရှိတယ်။သူတို့ညီအကိုကတယောက်ကိုထိရင်တယောက်ကမခံနှစ်ယောက်ပေါင်းပြီးတုံ့ပြန်ကြတာကြောင့်ရွာထဲမှာရွယ်တူလူရွယ်တွေကသူတို့ညီအကိုနဲ့ရံမဖြစ်အောင်ရှောင်ရှားလေးရှိတယ်။ သူတို့ကိုနှစ်ကိုတဆိတ်လို့ပဲပြောရပြီတော့မင်းတယောက်ကထရေတောက်ရင်နောက်တယောက်ကတောက်တယ်တယောက်ကကြက်တိုက်ရင်လည်းတယောက်ကတိုက်တယ်တယောက်ကကိုယူဝင့်ရင်လည်းနောက်တယောက်ကဝယ်တယ်သူတို့ကတစားတဲ့တစားအရွယ်ရောက်လာကြလေရာအသက်20အရွယ်ရှိလာကြလေတော့ညအဲ့ဒီအချိန်မှာဦးကျော်စောကအတော်ပင်မကြမ်းမမာဖြစ်လေရာသူ့ကိုယ်သူဒီတောင်ကမကြော်နိုင်လို့တင်နေညီကိုနှစ်ယောက်လည်းဖခင်အတွက်စိတ်တော်ကရောက်နေကြလေတယ် အနှဲငယ်နလန်ထတာနဲ့ဥကြော်စောကရှေ့နေတယောက်ကိုခေါ်ပြီးသူတို့ညီအကိုကိုလည်းအနားကိုခေါ်လိုက်တယ်။မင်းတို့ညီအကိုနှစ်ယောက်အခုလိုချစ်ချစ်ခင်ခင် နေကြတာမြင်လို့အဖေဝမ်းသာတယ်။နောင်ဝင်လည်းတသက်လုံးဒီလိုပဲချစ်ချစ်ခင်ခင်ရှေ့ကြစေချင်တယ်။လောကမှာညီအကိုမောင်နှမဆွေမျိုးသားချင်းချင်းချင်းစိတ်ဝမ်းကွဲပြားမုန်းတေးကြပြီးရန်သူအဖြစ်ရောက်ကြရတာဟာပြည့်စည်ဥစ္စာကြောင့်ဖြစ်တယ်။အဲဒါကြောင့်အဖေမရှိတဲ့နောက် ငါသားတွေတလူမဖြစ်ရအောင်လို့အဖေကအခုပဲခွဲပေးခဲ့ပါမယ်။အဲနောက်ရှိနေကိုစာချုပ်မှာရေးစီရင်သူ့ပိုင်းနဲ့လဲနှက်ွက်ကိုသားနှစ်ယောက်တကွက်စီခွဲယူကြရန်အခုလက်ရှိနေတဲ့အိမ်ကိုသားကြီးမျိုးမြင့်ကယူပြီးမိဘအမွေကိုစောင့်ရှောက်ရန်အငယ်မျိုးတင်ကနွားနှစ်ကောင်ယူရန်ဆိုပြီးတော့ဖြစ်လေတော့တယ်။ဒီလိုခွဲဝေပေးတာကိုသားတို့ကျိန်နဲ့ကြရဲ့လား။အဲလိုမေးရညီကိုနှစ်ယောက်ကလည်းကျိန်နဲ့ပါရင်ဆိုပြီးတော့ဝန်ခံကြလေတယ်။ကျိန်နဲ့တည်းဆိုရင် နောက်နောက်အငင်းမပွားကြနဲ့မင်းတို့တသက်လုံးချစ်ချစ်ခင်ခင်နေသွားမှငါလည်းအသေးဖြောက်နိုင်မင်းဖခင်ကြီးကဆုံးမစကားဆိုလေတယ်အဲ့ဒါလိုစီစဉ်ဆောင်ရွက်ပြီးလေးရက်လောက်ကြာတဲ့အခါဦးကျော်စောကွယ်လွန်သွားခဲ့လေတယ်မျိုးမြင့်ကအဖေမရှိပေမဲ့လေတို့နှစ်ယောက်အရင်အလိုမခွဲမခွာနေကြတာပေါ့ဆိုပြီးတော့တိုင်ပင်လေတယ်ဒါပေမဲ့ရက်လေပြီးနောက်တရက်အိမ်မှာကြံရက်တဲ့အတွင်းပစ္စည်းအချို့ကိုခွဲဝေယူကြရင်တို့ဖေကြံခဲ့တဲ့ အိဆောင်နာဟီကျိုးတကုံနဲ့ပတ်သက်ပြီးတော့ညီကိုနှစ်ဦးစကားများကြနေတော့တယ်။အဖေရှိစဉ်ကပင်အဲ့ဒီနာဟီကျိုးကိုညီကိုနှစ်ယောက်သဘောကျနေခဲ့တာကြောင့်သူလဲလို့ချင်းငါလဲလို့ချင်းဖြစ်နေကြတယ်။မျိုးမြင့်ကမိဘအမွေကိုထိမ့်သိမ့်ဖို့အတွက်သူ့မှာတာဝန်ရှိတာကြောင့်အငယ်ကလျှော့ပေးတဲ့လို့ဆိုတယ်လို့အကြီးကအငယ်ကိုဦးစားပေးတဲ့ဆိုပြီးတော့မျိုးတင်းကလည်းမြင်နေတယ်။သူတို့အငင်းပွားနေတာကြောင့်ရွာလူကြီးကဝင်ပြီးတော့ပြန်ပြေးရတယ်။နောက်ဆုံး ိတ်ပြတ်ဝမ်းနည်းစွာနဲ့မျိုးတင့်ကအရှုံးပေးလိုက်တယ်။ကျွန်တော်အကူကငဲ့ညာလိမ့်မယ်လို့ထင်ခဲ့တယ်။အခုတော့အထင်နဲ့အမြင်လွဲနေပြီ။အကူနိုင်တလုံးတော့ရလိုက်ပါတယ်။ဒါပေမဲ့ညီတယောက်ဆုံးရှုံးရပြီလို့သာမှတ်လိုက်ပါတော့။အဲလိုပြက်ပြက်သားသားပြောကအိမ်မော်ကဆင်းသွားပြီးလေထဲမှာသွားပြီးနေလေတယ်။သူ့ပိုင်ပစ္စည်းတွေနဲ့နွားနှကောင်ကိုလည်းယူဆောင်သွားပြီးဘယ်တော့မှဒီအိမ်ရိတ်ကိုတော့မနှင်းတော့ဘူးဆိုပြီးတော့နာကြီးစကားပြောသွားလီတော့တယ်။ တကယ်ပင်သူတို့နှစ်ယောက်မှာအဲ့ဒီချိန်ကစပြီးတော့တေကန်းရှင်ကန်းပြတ်တဘော ဖြစ်သွားလေတော့တယ်တယောက်စီတယောက်သွားလေဖို့မဆိုထားနဲ့လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်ပင်ရှောင်ကွင်းပြီးသွားကြရလေတယ်အဆက်အဆက်မလုပ်ကြလယ်ထဲကိုပင်တိုးချဲ့ပြီးတော့အိမ်ဆောက်တယ်နွားနှစ်ကောင်ရှားတဲ့မျိုးတင်ကကိုယ်တိုင်လဲထုံပြီးလဲလုပ်တယ်အကူကိုလေးစိတ်နာနေတယ်လယ်ထဲအိမ်မှာ ရွာပြင်မှာရှိတာကြောင့်ရွာထဲကိုလေးဝင်ခဲထွက်ခဲ့တယ် တခါကသူ့ကိုအလှလှုပ်တယ်။သူကမသွားဘဲနေခဲ့တယ်။ရွာကလူတွေကသူ့ညီကိုနှစ်ယောက်ကိုကြည့်ကနားမလည်နိုင်အောင် ဖြစ်နေလေတယ်။အကိုဖြစ်သူမျိုးမြင့်ကသူ့အိမ်မှာပင်အိမ်ဆိုင်ကြီးဖွင့်နေ။သူ့အိမ်ဆိုင်မှာရောင်းရတာကြောင့်ခဏကျဲမှာပဲစီးပွားဖြစ်လာတယ်။မျိုးမြင့်မှာစီးပွားရေးမျက်စိရှိသူဖြစ်တာကြောင့်ဆိုင်ကိုပိုကြီးအောင်တိုးချဲ့လောက်ကင်ခဲ့တယ်။ညီကိုစိတ်နာခြင်းကိုအလုတ်ထဲမှာစိတ်ကို မြုပ်နှံထားခြင်းနဲ့ဖြည့်ဖြောက်ဖြစ်တယ်။ သူ့ရဲ့ညီအကြောင်းကိုပင်မကြားလို့လို့ဆိုတယ်။အဲဒါကြောင့်ရွာကလူတွေကမျိုးတင်အကြောင်းသူ့ရှေ့မှာမပြောဖြစ်အောင်ဆင်ကျင်ပြီးနေရတယ်။မျိုးတင်ကအဲ့ဒီအချိန်မှာပဲသူ့လယ်မှာကောက်ဆိုက်တဲ့အင်းညိုနဲ့လူငယ်တို့တဘာဝချစ်သူတွေဖြစ်သွားတယ်။အထီးကျန်လာတဲ့သူ့ဘဝမှာစုပ်ပြေလို့လာလေတယ်။သူကတန်ရောစင်တွေအားလုံးကိုအင်းညိုကသာပုံပြီးပေးတော်လေတယ်။အင်းညိုမှလည်းတကောင်ကျဖြစ်ပြီးဦးလင်းလင်မယားစီမှာခိုကက်နေရတယ်။ အဲ့ဒီဦးလေးရိစီခွင့်ပန်ကမျိုးတင်ကအင်းညုတ်ကိုလက်ထက်ယူလိုက်တယ်။သူတို့မင်္ဂလာပွဲကိုအချင်းချင်းကျင်းပလိုက်နေတယ်။ရွာထဲကလူတွေလာပြီးမှသူ့အကူမလား။သူ့ကိုချစ်ရင်တန်ရောစင်ရှိရင်မဖိတ်လဲလာရမယ်ဆိုပြီးတော့မျိုးတင်ကယူစားတယ်။မလာတဲ့အတွက်လည်းရင်ထဲမှာပို့ပြီးတော့နာတော်လေတယ်။မျိုးမင်းကလည်းလောကကြီးထဲမှာသွေးသားရင်းဆိုလို့ဒီညီကိုနှစ်ယောက်သာရှိတယ်။အိမ်တော်ပြုတဲ့ကိစ္စကိုမတိုင်မနေအောင် လက်ထက်တဲ့အခါတလေးတစားအကိုကိုဖိတ်တဲ့နေအခုမဖိတ်တာကြောင့်သူ့မသွာညီဖြစ်သူကသူ့အပေါ်လုံးဝလေးစားမှုမရှိတော့လို့တွေးပြီးတော့ရဲနာနေတယ်မြို့တင်ကအင်းညုံနဲ့ဘဝတဲ့တစ်ခုတိတ်ဆောက်ဖို့ကြိုးစားတယ်သူ့မှာလဲတခွက်ရှိတယ်နွားတရှင်းရှိတယ်အိမ်တလုံးရှိတယ်ဘာလို့သိလဲတချို့လဲစရင်ငါးရီရဲ့ဘဝတက်အများကြီးတာတာပဲသူ့လဲနဲ့ကရက်သူ့ကိုပိုင်တဲ့လဲကိုတော့သူ့ကိုကတခြားသူတွေကိုရောင်းပစ်လိုက်တယ် ဒါပဲကောင်းပါလေ။နှုတ်မို့ဆိုသူ့ကိုလဲခွက်ကိုလာကြည့်တဲ့အခါသူကမျက်နှာချင်းဆိုင်နေရအောင်မင်းသူတို့ညီကိုနှစ်ယောက်ချစ်ခင်ရမှတခမ်းရက်သွားတဲ့ဇက်လန်းမှာဒီတိုင်းနေကောင်းချုပ်သွားရင်ဆိုးရွားတယ်လို့မဆိုသားဒါပေမဲ့အမုံမုံတိုင်းတိုက်ခတ်ဖို့အတွက်ဖန်တီးလာတဲ့အကြောင်းတွေပေါ်ပေါက်လာတဲ့အခါမှာတော့တရက်မှာမျိုးတရက်နွားနှစ်ကောင်အနက်လက်ထီးကြီးကရုတ်တရက်ထိဆောင်သွားတယ်ညကအကောင်မနက်မိုးလင်းကောင်မှာ နွားတင်းကုတ်ထဲမှာတောက်တင်းကတိတ်ဆုံးနေခြင်းဖြစ်တယ်။နားလေသူတွေကတယောက်ယောက်ကအစိတ်ကြွေးကလှုပ်ကြံခြင်းလို့ဆိုကြတယ်။ကြောက်တွန်းခြင်းသူတွေကလည်းအခုလိုဆိုတယ်။ဒီရွာထဲမှာမင်းနဲ့အညိုတင်ဘသူရှိသလဲ။အဲ့ဒီလိုလှုပ်တာပဲဖြစ်ရမယ်။မျိုးတင်နဲ့မတည့်သူသူ့ရွာထဲမှာမရှိ။ပြောရရင်သူ့ကို မျိုးမြင့်သားရှိတယ်။ဒီတော့သူ့ကိုလှုပ်တယ်လို့ယူဆရမယ်။သူကအဲ့လိုမယုံကြည်ခြင်း။အခုတော့မယုံကြည်လို့လည်းမဖြစ် နွားတကောင်တေဆုံးရတာထက် သူပို့ပြီးရင်နာရတာက သူ့အကူကလုံရက်လေးချင်းဆိုတဲ့အတွေးပဲဖြစ်တယ်။အဲဒါကြောင့်မရောက်တာကြာပြီဖြစ်တယ်။ရွာထိပ်ကတတော်လေးရောက်ကစိတ်ညစ်ညစ်နဲ့မတောက်တာကြာပြီဖြစ်တဲ့ထရေတွေကိုမူးအောင်တောက်မိတယ်။ဘေးကမီးလောင်ရလေးပင်စကားပြောသူတွေကလည်းပြောကြတယ်။ဒါကမင်းကိုလက်ချက်ကလွဲပြီးတော့တခြားသူမဖြစ်နိုင်ဘူးကွာ။မျိုးမြင့်ကအဲ့ဒီတဲ့ရင်ကြားတဲ့အခါစိတ်မကောင်းညီဖြစ်သူက သူ့ဘဝအထင်မြင်လွဲနေတယ်လို့သိရတဲ့အခါပို့ပြီးတော့စိတ်မကောင်းအဲဒါကြောင့်အကျိုးအကြောင်းရှင်းပြပြီးအကူအညီပေးရအောင်ထွက်လာခဲ့တယ်။သူကအကြီးဆိုတော့သူကပဲအလျှော့ပေးရပြီမင်း။သူညီလိုချင်နေတဲ့ဖခင်ဖြစ်သူရဲ့အိတ်ဆောင်နာရီကိုလည်းပေးလိုက်မင်း။ပြီးတော့နွားတကောင်နဲ့နဲ့လေလဲထုံလို့မရ။သူညီကလဲလို့စားနေသူဒီတော့နွားတကောင်ဝယ်ပေးမင်း။ဒါဆိုရင်သူညီကသူ့အပေါ်စိတ်ပြေသွားမင်း။ညီကိုရီအရင်ကလိုပြန်ချက်နိုင်မင်း။ ဒါပေမဲ့ညီဖြစ်သူအိမ်ရောက်တဲ့အခါမျိုးတင်ကထရေမှုမှုနဲ့သူ့ကိုအိမ်ကနေနှင်ထုတ်တော်တယ်။ခမားစီကဘာအကူညီမှမယူချင်ဘူး။ခမားကြောက်အိမ်အရိတ်ကိုလည်းမနှဲပါနဲ့။ညီလေးရဲ့အကူပြောပြရစီရော။တော်ခမားဘာမှလာပြောမနေနဲ့။ကြောက်မကြားချင်ဘူး။ခမားကပဲကြောက်ဒုက္ခရအောင်လုပ်တယ်။ပြီးတော့တဖက်လက်နဲ့အကူညီပေးချင်တယ်။ခမားကိုကြောက်ကကျေးဇူးတင်ပြီးအောက်ကျရအောင်လုပ်နေရမဟုတ်လား။တော်ဝေပြခမားမျက်နှာကြောက်မကြည့်ချင်ဘူး။ အခုထွက်တော့မျိုးတင်ကခါခါတီတီမောင်းထုတ်တယ်။ရည်ရွယ်ချက်ကောင်းကောင်းနဲ့လာခဲ့တဲ့သူ့စေတနာရီအလုံးမှာတဲတဲ့ရည်တော်ဖြစ်ရပြီ။အခုအချိန်မှာတော့အမုန်းအစိတ်တက်နေတဲ့သူ့ရဲ့ညီက သူ့ရှင်းပြလို့လည်းနားဝင်မှာမဟုတ်။မျိုးမြင့်ကောင်းကိုင်းဆိုင်ချကပြန်လာခဲ့ရလေတယ်။မျိုးတင်မှာသူများမြှောက်ပေးထားတဲ့အချိန်နဲ့ထရင်မူးနေခိုင်းပြောမိလိုက်ခြင်းပဲဖြစ်တယ်။မနေ့ကမှသူ့မှားမှန်းသိတယ်။အကြီးဖြစ်သူကတောင်းပန်ရအောင်လာတာကိုဒီလောက်ခါခါတိတိမဖြစ်တဲ့ သူမှားမှန်းသိပေမဲ့ပြင်ချိန်မရနောက်ကျလို့သွားတယ်ဒီနောက်မှာတော့မျိုးမြင့်ကသူ့ညီနဲ့မတွေ့အောင်တမင်ရှောင်နေတယ်။သူကစိတ်နာလို့တော့မဟုတ် သူ့ရဲ့မျက်နှာမြင်ရရင်သူ့ညီဒေါသဖြစ်မှာစိုးရအောင်ဖြစ်တယ်။မျိုးတင်နွားသိရခြင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ပယောကမပါညီကမုန်းနေပေးထားအောင်သူကတလောက်အောက်တန်းကြတဲ့အလုံးမလို့တကယ်တော့နွားသိရခြင်းမှာအစာမှားလို့အစာအစိုက်သိခြင်းပဲဖြစ်တယ်။မျိုးတင်ကန်ဆိုးခြင်းသာဖြစ်တယ်။ ကန်ဆိုးခြင်းတွေကမျိုးတင့်စီဇက်တိုက်ဝင်ရောက်လာတော့မေနေတမ်းမေဖြစ်တယ်။မျိုးတင့်ကသားလေးတယောက်ရတယ်။မွေးစားကအသားနေတွတ်တွတ်ကလေးမို့နေတွတ်လွတ်နှမ်းမေပေးလိုက်တယ်။လဲထွန်ရမှာနွားနှက်ကောင်ရှိမှအတုံးဝင်တယ်။နွားတကောင်နဲ့ရှိတော့သူများစီမှာနွားတကောင်ကို အခချင်းငွေပေးငှားရတယ်။ကိုယ်တိုင်ထွန်ရတယ်။ကလေးမီးဖွားစဉ်ကသုံးလိုက်ရတာကြောင့်ပြိုးကျဲကနေတဲ့အခါမှာတော့မျိုးတင့်မှာမျိုးစဘာဝယ်ဖို့ငွေမရှိဘူး။ အဲ့ဒါကြောင့်အတိုးနဲ့ချေရတယ်။စပါးပို့တဲ့အခါမှာတော့ဟိုကျွင်းထေကျွင်းဆက်လိုက်ရတာကြောင့်ငွေပုံငွေရှံမရှိပါဇက်ပေါက်၃ပေါက်မငတ်ဖို့ပင်အနိုင်နိုင် လူပင်မန်းမိမဲမချမ်းသာရင်နေပါစေ။ထမင်းစားလာရုံရရင်တော်ပါပြီဆိုပြီးတော့သူ့တွင်းနေတယ်။တားနဲ့မရရှိနေရင်သူ့ဘဝမှာပြည့်စုံပါတယ်။ဒါပေမဲ့တနှစ်မှမိုးခေါင်နေသူ့လည်းမအောင်အဲ့ဒီအတွက်ဝမ်းစာစပါးပင်မရဒီတော့အတိုးနဲ့လဲပေါင်းထားကောင် ငွေချေးပြန်နေတယ်။နောက်တနေ့မိုးဆက်ခေါင်းတဲ့အခါမှာတော့မျိုးတက်မှာထွက်ပေါက်မရှိ။တနေ့တည်းတနေ့အတိုးတံမခံနိုင်တော့တာကြောင့်လဲကိုအချင်းနဲ့ထိုးဆက်လိုက်ရတယ်။လဲရှင်ဘဝကနေလဲမဲဘဝရောက်ရပြန်နေ။ကြံနွားတက်ကောင်ကို ရောက်မယ်လို့တော့မိမကတောင်းမှန်နေ။ပါးလေးရချူကြတယ်။နွားနုမှန်မှန်တိုက်ရမယ်လို့ပြောတယ်။ဒီနွားလေးတော့မရောက်ပါနဲ့ရှင်။နွားနုမှန်မှန်ရနေတာပဲ။အဲ့ဒါလို့ဆိုတာကြောင့်မရောက်ပြန်။သူ့ဘဝကအခုတော့ကိုယ့်လေကို ကိုယ်တိုင်လောက်ရမှာသူများလေမှာအခစားသွားလို့ရတဲ့စည်ရင်းကားဘွားကိုရောက်ရှိလို့သွားတယ်။သူပင်မန်းစွာလုံးမှမိသားစုစားဝတ်နေရေးပြည်လဲယုံလေးရှိတယ်။စင်ညစ်တဲ့တန်ပင်မန်းနဲ့တန်တွေကို ကုစားရင်းမြို့တဲ့ထတော်ကိုရောက်ခဲ့တယ်။မကြခင် ထရီသမားဘွားကိုလုံးလုံးရောက်သွားတယ်။ထမ်းမယောင်မှာထရီတောက်ရင်နဲ့အရင်ကအဖြစ်ဟောင်းတွေကို ပြန်တတိရမိတယ်။သူတို့ရွာထတော်ကထွက်တဲ့ထမ်းရီကအင်မတန်နာမည်ကြီးတာကြောင့် အနည်းနာရွာတွေက ကာလာသားတွေပဲလာရောက်ရတယ်။တခါမှတစ်ဖက်ရွာမှထရေလာတော့သူတွေနဲ့သူတို့ညီကိုရန်ဖြစ်ကြတယ်။အဲ့ဒီအဖွဲတဲကတယောက်ကအင်းညိုကိုသဘောကျနေသူဖြစ်တာကြောင့်မျိုးတင့်ကို တမင်ရန်ဆရာကနေရန်ဖြစ်ကြခြင်းဖြစ်တယ်။သူတို့ညီကိုနှစ်ယောက်ကတက်ညီလက်ညီစော်ကြရာတဖက်ရွာကငနေတွေထိတ်ပောက်ကောင်းပြေဖြစ်ကုန်ကြတယ်။သူတို့ဖေကစေဘွားကပေးကတောင်းပန်လိုက်ရတယ်။ဒီလိုတွေးပြီးတော့သူတို့ညီကိုချစ်ခဲ့ကြပုံတွေကို ပြန်သတိရလာတယ်။အပြန်မှာတော့ရွာဦးကျောင်းသားကဖြတ်ပြန်ရတယ်။သူတို့ကလေးသာသာအွယ်ကစာတင်မှုအတွက်ဒီကျောင်းကိုအဖေကပို့ထားတယ်။တညမှာသူအင်မတန်စားလောက်နာကြောင့်ဆရာတော်ရဲ့စက်တေကန်နဲ့ခိုးဝင်ပြီးငပြောသည်ယူစားမိတယ်။ဆရာတော်ကငပြောတိုင်းကိုအမတ်အသားနဲ့ထားသူဖြစ်ရာငပြောသည်ပြောက်တာကြောင့်ဆက်စေးမင်းမြတ်တော်တယ်။သူကအရိုက်ခံရမှစိုးရာကြောင့်ဝန်မခံ။သူရဲ့အကူကသူစားမှန်းသိတာကြောင့်ဝင်ကမိမိစားပါတယ်ဆိုပြီးတော့တစားကန်ဝင်ခံနေ အဲဒါကြောင့်ဆရာတော်ကချိန်လုံးနဲ့ရိုက်တာကို မျိုးတင်က ကိုစားခံလိုက်ရလေတယ်။အကူကသူ့ကိုအပြစ်မတင်နောက်နောက်သာဒီလိုမလုပ်ဖို့ဆုံးမစကားပြောတယ်။အဲ့ဒီကလေးကသူ့အကူကသူ့ထက်မင်းနဲ့ပိုင်းမြတာကြီးပြီမင်းလူကြီးဆန်သူဖြစ်ခဲ့တယ်။မျိုးတင်မှာနီးတူပဲမျိုးမြင့်ကလည်းအချိန်ရရင်သူ့ညီကိုတတိယနေတတ်တယ်။ခြံထဲမှာကြည့်လိုက်တော့သူ့ညီကငယ်စဉ်ကပြေးလွှားဆော့ကစားခဲ့တဲ့ညီပြင်ခြံတောင်းကတရက်ပင်မှာသူ့ညီကိုတတ်နေကြ ရွာထဲမှာလမ်းလျှောက်တော့လည်းအဲ့ဒါလိုပဲရွာလေက ဖြက်စည်းနေတဲ့ချောင်းမှာသူတို့ငယ်ငယ်ကရေကူးကြတယ်။သူထက်မျိုးတင်ကရေကူးပို့ပြီးတော့ကျင်လေတယ်။တခါကသူရေနစ်တဲ့အခါသူ့ညီမျိုးတင်ကပင်ခဲခဲ့ရတယ်။ဒီအတိုင်းဆိုရင်မျိုးတင်က သူ့ရဲ့အသက်သခင်ဂျေဇုရှင်လို့ဆိုနိုင်တယ်။မျိုးတင်သာမခဲ့ခဲ့ရင်အဲ့ဒီအချိန်ကာလကပင် သူသေဆုံးကောင်းသေဆုံးနိုင်ခဲ့တယ်။ရောင်မြောက်ဖျားကဝေယုံတော်မှာသူတို့စက်တိုက်ရာနေရာဖြစ်တယ်။ မျိုးတင်ကတိုက်ကြက်လဲအမွေကောင်းနေအဖေကဒီလိုလောင်းကစားလောက်တာမကြိုက်တာကြောင့်သူတို့ပုံရွှေကွယ်ရှုလောက်ရတယ်ဒါပေမဲ့တနေ့သူတို့ချက်တိုက်နေစဉ်ဘသူပြောလိုက်တယ်မသိသူတို့ဖေချိန်လုံးနဲ့လိုက်ရိုက်ရာညီကိုနှစ်ယောက်မနေထွက်ပြေးရတယ်ဒါတော့မှမျိုးတင်ကသူ့ချက်ကိုမရရအောင်ကောက်ယူလာနိုင်တယ်ငငယ်ရချစ်ခင်စဉ်အเจ้าတွေပြန်တွေ့တော့ကြည်နူးစရာသူတို့တယောက်နဲ့တယောက်ညှတာကြတယ်အဲ့ဒါကြောင့်ရွာလူကြီးတွေကပင် စံပြလို့တတ်မှတ်ကဒီညီအကိုကိုအတူယူကြဆိုပြီးတော့ဆုံးမစကားပြောခဲ့ကြနေမဟုတ်ပါလားလူလောကကကြောက်မက်ပွင့်ကောင်းလာတယ်ဘာမဟုတ်တဲ့နိုင်လေးတစ်လုံးအတွက်ညီကိုစိတ်ဝမ်းကွင်းရတယ်အဲ့ဒီချိန်ကဘာကြောင့်များလိုချင်တတ်မှတ်စိတ်တွေသူ့ရင်မှာထားကြနေရတာလဲတကယ်ဆိုညီလေးလိုချင်နေဆိုရင် အသာတကြီးပေးလိုက်ရုံသာရှိတယ်သူ့ဖေကဒီလိုဖြစ်မှာကိုမြင်လာကြောင့်ကြိုတင်ဆုံးမခဲ့တယ်လောကမှာမိတ်ဆွေသားချင်းတွေစိတ်ဝမ်းကွင်းရတာဟာ ပစ္စည်းလောဘကြောင့်ဖြစ်တယ်။ငါသားတွေစိတ်ဝမ်းမကွဲရလေအောင်ဆိုပြီးတော့အဖေကမတည်ခင်ကပင် အမွေခွဲပေးခဲ့တယ်။ဒါပေမဲ့ဒီနာရီတလုံးကိုတော့တန်ဖိုးမရှိလာတာကြောင့်ဘသူယူပါဆိုပြီးတော့ရတိပြက်ဆုံးဖြတ်ချက်မပေးခဲ့။အခုတော့အဲ့ဒီနာရီကြောင့်ပင်အမိုက်ကဆပြတ်တက်မိအောင်ဖြစ်ရကြပြီ။အဖေသာသိရင်အသေးဖြောက်နိုင်လိမ့်မှာမဟုတ်။ငါသားတွေမိုက်တယ်ဆိုပြီးတော့အပြစ်တင်လေမလား။သူလိုချင်တဲ့နာရီကိုရပါတယ်။ပြန်ဆန်းစစ်ကြည့်တော့သူ့ပျော်ရွှင်မှုမရှိ နိုင်ကိုရလိုက်ပေမဲ့လည်းညီအစ်ကိုအချက်ဆုံးရှုံးသွားတာကြောင့်ဖြစ်တယ်။အဲဒီဆုံးရှုံးသွားတဲ့အရာကဘာနဲ့မှပြန်လဲအစားထိုးမရနိုင်တဲ့အရာသာဖြစ်တယ်။သူ့မှာပျက်စီးဥစ္စာကျွဲဝပါတယ်။အချွေရံပေါများပါတယ်။ဒါပေမဲ့မပျော်ရွှင်အထီးကျန်ဆန်လာပါတယ်။ချက်ချင်းမြတ်တာတန်ရောစင်ကင်းမဲ့တဲ့ဘဝကိုဘယ်မှလင်ပြည့်စုံတဲ့ဘဝလို့ပြောဆိုနိုင်ပါမလဲ။သူ့ဆိုင်မှာလက်ထောက်လုပ်နေတဲ့ကြုံမောင်ကသူ့နေခင်းအနားယူနေစဉ်အနားကိုယောက်လာတယ်။ ဆရာကကျွန်တော်ပြောစရာရှိတယ်။ဆရာစိတ်ဆိုးမလားဆိုပြီးတော့မပြောခဲ့တာ။မင်းပြောစရာရှင်ရဲရဲသာပြောပါ။မင်းတို့ဒီလိုပြောလို့ငါစိတ်ဆိုးဘူးသလား။ကဲ၊ဗာလဲ။ကိုမျိုးတင်အကြောင်းပါဆရာ။ကျော်မောင်ရင်လူပြိုဘွားကမျိုးတင်နဲ့အတော်တွဲခဲ့ဖို့သူဖြစ်တယ်။သူ့ရဲ့ရင်ထဲမှာထိတ်ကနေဖြစ်သွားပြီးတော့မျိုးတင်ကဘာဖြစ်နေလို့လဲ။ဘာဖြစ်ရမှာလဲ။အရသမားလုံးလုံးဖြစ်နေပြီလေ။ပင်ပင်မှန်မှန်လောက်ရတော့လေတောက်မှာပေါ့ကွာ။ဒါကဘာဆန်းလို့လဲ။မဟုတ်ဘူးဆရာ။ သူ့အကြောင်းကျွန်တော်သိတယ်။လူကဘလောက်ပင်ပန်းပင်ပန်းခံနိုင်ကြတယ်။ခုဟာစိတ်ညစ်လို့တောက်တာ။ကျမ်းမာရေးမှုအောင်ပြောတယ်။ဒီကောင်ဒီအတိုင်းရှေ့ဆက်တောက်သွားရင်ကြာကြာခံမှာမဟုတ်ဘူးတဲ့။အဲ့တော့သူ့ဒီအတိုင်းပြစ်မထားပါနဲ့။ငါ့ပြစ်မထားရအောင်ဘာလုပ်နိုင်လို့လဲကြော်မ။တခါသူ့နွားတိလို့ငါအစားဝယ်ပေးဖို့သွားတယ်။လုံးဝလက်မခံမင်းနဲ့။ငါ့ကိုအိမ်ထဲကနှင်ထုတ်တယ်။ဒီတော့ငါကဘာလုပ်ရမှာလဲ။ဟုတ်တော့ဟုတ်ပါတယ်ဆရာ။ဒါပေမဲ့မျိုးတင်ကတော်တော်ဆင်းရဲတော့ ကြည့်ရှုဖို့ပြောတာပါအေးလေငါစဉ်းစားပါအောင်မင်းကိုမျိုးမြင့်ကမယုံမလွန်ပြောလိုက်တယ်ဒီကိစ္စကကာယကရှင်လက်မခံရင်ဘာမှမတတ်နိုင်တကယ်တော့အခုကျလို့သူ့ညီကိုမမြင်တာအတော်ပင်ကြာနေပြီသူ့ညီကသူ့ရှိရင်မလားရွာတဲပင်ဝင်ခဲ့တယ်တမင်ရှောင်ရှားနေရလဲဖြစ်နိုင်နေစင်းရင်နှိမ့်ကြတာကိုပင်မမြင်စေလို့လို့လားအခုတော့ရွာမှာသူတို့ညီအကိုကို နမူနာတစ်မျိုးပေးပြန်နေ မျိုးတင်းနဲ့မျိုးမြင့်တို့ညီအကိုအတုမယူကြနဲ့ဟဲ့ဆွေမျိုးအရင်ကြီးတွေသူတို့မို့တေကန်းဖြတ်နိုင်နေဟုတ်ပါတော့တတော်စိတ်ဓာတ်မှာကြောတဲ့ညီအကိုမုံလဲမုံနိုင်ကြတယ်တညမောင်ရီပြောစချိန်မှာမျိုးမြင့်ကမျိုးတင်းအင်ကိုထွက်လာခဲ့တယ်သူတို့ညီအကိုညနေချင်းဆိုင်တွေ့ကစကားပြောလိုက်ကြရင်ရှင်တွေကအညိုအတဲတွေပြေပြောက်သွားကရခင်ကလိုချစ်ခင်နိုင်ကြလိမ့်မယ်လို့ယုံကြည်နေတယ်အိမ်ဝရောက်ပြီးကမှအထဲလှမ်းကြည့်လိုက်တဲ့အခါမှာတော့မိခွက်ထွန်းကော ထမင်းစားနေတဲ့မျိုးတင်တို့မိသားစု၃ယောက်ကိုမြင်လိုက်ရတယ်။သူတို့ထမင်းစားနေချိန်မှာဝင်သွားဖို့မသင့်ဘူးဆိုပြီးတော့သူတွေးလိုက်တယ်။ဟင်းကောင်းမပါဘဲထမင်းစားနေတာကိုသူတွေးသွားရင်သူ့ညီရှက်သွားရှာလိမ့်မယ်။ရှက်ရမ်းရမ်းရင်အဆင်ပြေမှာမဟုတ်ဘူးလို့တွေးပြီးတော့အိမ်ဝါကနေလှည့်ပြန်လာခဲ့လေတယ်။ဒါပေမဲ့သွားချင်စိတ်ကရင်ထဲမှာရှိနေစေဖြစ်တယ်။နေခင်လူမြင်သူမြင်တော့သွားလို့မဖြစ်လူတွေကမိမိအလျှောက်ပေးတယ်လို့မြင်မှကိုလည်းစိုးရိမ်နေတယ်။တကယ်တော့ မာနခံနေခြင်းဖြစ်တယ်။ညီရောတော့ချက်တယ်။မာနကိုတော့အထီးကိုက်မခံခြင်း။နောက်တနေ့ညသွားတဲ့အခါမှာတော့မျိုးတင်းတို့အိမ်မှာအိမ်နေလာခြင်းဧည့်သည်တွေရောက်နေတာတွေ့ရတယ်။ဧည့်သည်တွေရှိနေတော့သူမတွေ့ခြင်း။သူကညီရောတာတွေ့ခြင်းနဲ့လူသိနေမခံခြင်းနဲ့အဖြစ်အဲဒါကြောင့်အိမ်ဝါကပဲလှည့်ပြန်လာခဲ့တယ်။သူဒီလိုတွေ့ဖို့ကြိုးစားနေတာကိုညီဖြစ်သူကရိတ်စားမိပါမလား။ရိတ်စားမိမယ်လို့မထင်။သူကမိမိကို အမုန်းကြီးမုန်းစိတ်နာခြင်း နာနေလိမ့်မယ်လို့ထင်ပါတယ်။ဒီလိုနဲ့သွားတဲ့အစမပြေဖြစ်နေတာကြောင့်မျိုးမြင့်ကသူ့ညီရဲ့အိမ်ကိုမသွားနိုင်မရှိနေပြန်နေ။ဒါပေမဲ့ကျော်မောင်ကနေတဆင့်သူ့ညီအကြောင်းကို မေးမြန်းစုံစမ်းနေတတ်တယ်။ငါသူ့အကြောင်းမေးနေတာကိုသူမသိစေနဲ့။ဒီကောင်ရောက်တက်နေုံမင်း။ပြီးတော့တခြားလူတွေလည်းမသိစေနဲ့။ငါ့ကိုကဲရဲ့နေကြအောင်မင်း။ကျော်မောင်ကကိုမျိုးမြင့်ရင်ထဲမှာမာနတွေခံနေရင်းစွာရိတ်စားမိတယ်။သူတို့ညီကိုပြန်လဲအဆင်ပြေစေချင်တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးအတွက်အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတဲ့အဖြစ်ဝါဇိုလာပြင်းနေမှာရွာဦးဖုံးကြီးเจ้าမှာအလှူလှုပ်တင်းမျိုးမြင့်ကဆရာတော်ကိုဝါဇိုသင်ငန်းတောက်ပြက်တင်းကျောင်းအောက်ကကွက်လက်မှာအလှူရှင်တွေက ထမင်းကြွေတင်းလူစီကားလာတင်းတရွာလုံးမိခိုးတိတ်လာစားကြဟန်တူတင်းသူကတော့စင်မစားကျောင်းမပဒင်းပောက်ကနေငေးကြည့်လိုက်တဲ့အခါမှာတော့လူအုပ်ထဲမှာမျိုးတင်တို့တားမိသားပါ၃ယောက်ကိုတွေ့လိုက်ရတယ်။ထမင်းစားဖို့အတွက် အလှဲဆောင်နေဟန်တူတယ်။သူညီမရုတ်တရက်မမမေးလောက်အောင်ပိန်ညောင်နေတယ်။လူဝကုတ်ကိုင်းကိုင်းပုံစံကညှင်းတူတူခန္ဓာကိုယ်မှာဝိစင်ထားတဲ့အဝတ်အစားတွေကခက်ဆုပ်ဆုပ်ဘေးမှာသူ့မိန်းမက သားကလေးကိုခြိထားတယ်။သူတို့နှစ်ယောက်စလုံးကလည်းနွမ်းနွမ်းပါပါ။သူကဒီလောက်အဖြစ်ဆိုးလိမ့်မယ်လို့မထင်။ကျမ်းမာရေးလည်းကောင်းပုံမရ။သူကကြည့်ကစိတ်မကောင်းဖြစ်နေစဉ်ဆရာတော်ကခေါ်လာကြောင်းအနာသွားရတယ်။မင်းကိုကြုံတော့ဆုံးမစကားပြောရအောင်မင်း မင်းတို့အဖေတခါကြီးဥကြော်စောလက်ထက်ကလေးရငါ့ကိုကိုးကွယ်ခဲ့တာဆိုတော့ဆွေမျိုးတွေလိုမှတ်လို့ပြောတာတခါကြီးမရှိတဲ့အခါမင်းတို့ကိုစောင့်ရှောက်ဆုံးမရမယ့်တာဝန်ရှိတယ်လို့လဲထင်တာပဲအဲ့ဒါကြောင့်မင်းတို့ဖေကိုစားပြောတယ်လို့လဲမှတ်ပါတင်မဖေဟာအမိတ်ရှိပါအေးရဲရွာလူမှုရေးကိစ္စမှာတို့လိုသာသနာဝန်ထမ်းကဝင်ပါတယ်ဆိုတာကောင်းတော့မကောင်းဘူးပေါ့ဒါပေမဲ့လည်းမနေနိုင်လို့ပြောရတာမင်းနဲ့မျိုးတင်တို့ကိစ္စပဲ ငါဒီအတိုင်းမမြင်ချင်မကြားချင်ဘူးအရင်ကတော့ချစ်ချစ်ခင်ခင် ပြန်နေနိုင်အောင်ကြိုးစားမင်းရအကြီးဆိုတော့ဒီကိစ္စမင်းရဆလုပ်ရမယ်မင်းရဲ့ရင်ထဲမှာ မာနတွေခံနေလို့မဖြစ်တာမာနတွေလျှော့ဟုတ်လားတင်မဖေဟာဆရာတော်ကစကားနဲ့တော်ယုံကိစ္စလေးထုတ်ပြောခဲ့တယ်အခုလိုပြောတာက သူ့ဘောစေတနာကြီးမလွမ်းနာကြောင်းသာဖြစ်ကြောင်းသူကောင်းကောင်းသဘောပေါက်တယ်အဲ့ဒါကြောင့်သူ့ညီနဲ့အဆင်ပြေအောင်ကြိုးစားတော့မင်းဆိုပြီးတော့ဆုံးဖြတ်လိုက်တယ် နောက်တရက်ညမှာတော့သူ့ညီအိမ်ဘက်ကိုထွက်ခဲ့တယ်။အိမ်စီကိုမသွားသေးပေ။အိမ်ဘေးကနွားတင်းကုတ်ထဲဝင်နေတယ်။ရုတ်တရက်သူ့ညီအိမ်ကိုဝင်ရမှာမဝင်ရဲတာကြောင့်ဖြစ်တယ်။အိမ်ထဲမှာမီးထွန်းထားပေမဲ့လည်းနွားတင်းကုတ်မှာမှောင်နေတာကြောင့်သူရောက်နေတာကိုမသိနိုင်။အထင်မှာစကားပြောတဲ့ကိုသူကစေးလေးတောက်ရင် နားဆွင့်နေတယ်။မျိုးတရက်မိမကပြောတယ်။မနေ့ကဖုန်ကြီးကြောင့်အလို့ရှင့်ကိုလာသေးတယ်လို့ပြောတယ်။တွေ့လိုက်လား မတွေ့ပါဘူးကွာတွေ့လည်းမတွေ့ချင်ဘူးစိတ်နာတယ်ဒီလူကတကူကောင်းသမားပါညီအတွက်နိုင်လေးတစ်လုံးတော့ရှော့မပေးနိုင်နဲ့လို့ပြောပြန်ပြီရှင်ပါဇက်ကသာဒီလိုပြောပြောနေတာရှင်းစိတ်တရားသူ့ပဲတတိယနေတာမဟုတ်လားကျမသိတာပေါ့သူကလည်းရှင့်လိုပဲနေမှာပါဒါဆိုရင်လည်းပြန်ခေါ်လိုက်ကြပါလားမဖြစ်နိုင်တာတွေမပြောနဲ့ဒီတသက်သူနဲ့ငါနဲ့ပြန်ခေါ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးသူညီရဲ့စကားကို ကြားလိုက်ရတာကြောင့်မျိုးမြင့်ရင်နေစွန့်နှင့်လို့သွားတယ်။သူဝင်မတွေ့တော့ဘဲလှည့်ပြန်မှုအတွက်ဆုံးဖြတ်လိုက်တယ်။သူလာခဲ့တာက သူ့ညီသိပ်လိုချင်တဲ့နာယီကိုပေးပြီးသူ့ကိုခွင့်လွှတ်ဖို့တောင်းပန်မှုဖြစ်တယ်။အခုတော့ဝင်တွေ့ဖို့မသင့်လျော်လို့ထင်လိုက်တယ်။နောက်မှလာတော့မင်းသူ့မှာပါလာတဲ့အိတ်ဆောင်နာယီကိုနွားတင့်ကုတ်ထိတ်ကတိုင်မှချိတ်ဆွဲထားခဲ့တယ်။မနဲ့လင်းရင်သူ့ညီတွေ့လိမ့်မယ်။ဒီလိုလှုပ်လိုက်တဲ့အတွက်သူ့ရင်ထဲမှာအတော့ကိုပေါ်ပေါသွားလေတော့တယ်။ စိတ်အေးလက်အေးနဲ့ပြင်ပြန်လာပြီးအိမ်လိုက်နေတယ်။အိမ်မက်ထဲမှာသူနဲ့သူညီအဆင်ပြေနေတယ်။ဒါပေမဲ့မနေ့ရောက်တဲ့အခါကြော်မောင်က မျက်စိပြန့်မျက်နှာပြန့်နဲ့ရောက်လာနေတယ်။ဆရာကြီးညကကိုမျိုးတင်တို့နွားတင်ကုန်ပြီးလောင်လို့နမကြီးလက်သေးနွားတင်ကုန်လည်းပြာကျသွားတယ်။အိမ်တော်ကန်ကောင်းလို့မကူတာ။ဟင်ဟုတ်လားမျိုးမြင့်အံ့ဩထိတ်လန့်သွားတယ်။ညကသူ့နွားတင်ကုန်ထဲမှာဆေးလေးတောက်ခဲ့တယ်။နောက်တော့စိတ်လှုပ်ရှားနေတာကြောင့် ဈေးလိတ်တို့ကိုအမှတ်တမဲ့လှုပ်ပစ်ခဲ့မိတယ်။အဲ့ဒီဈေးလိတ်တို့ကကောက်ရိုးပုံပေါ်ကျပြီးမိထလောင်ကျင်းတာဖြစ်ပေမယ့်သူ့ရဲ့လောရက်ကရင်နဲ့သူဝါကူထိုးတယ်လို့ဖြစ်နေတော့တယ်။သူဘာလို့ရမလဲဆိုတာဝေခွဲမရ။သူ့ညီကအထင်မှားအောင်မလား။ပထမတစ်ချိန်နွားတကောင်တေဆုံးစင်ကလည်းသူ့ရဲ့လက်ချမ်းဆိုပြီးတော့ယူဆခဲ့ကြတယ်။အခုလည်းပြဿနာကသူ့စီရောက်လာတယ်။အဲ့ဒီညာက သူ့မျိုးတင်းတို့ခြံထဲဝင်သွားတာကိုမြင်လိုက်တဲ့အင်းနီနာချင်းတွေရှိနေတယ်။ ြန်ထွက်သွားတာတကူတွေ့သူတွေလည်းရှိနေတယ်။ခိုးကြောင်ကိုဝက်ဘာဝင်လောက်ရတလဲ။သူပြန်သွားပြီးမှမီးလောင်နေ။ဒီတော့သူရှို့တဲ့မီးလို့ယူဆကြတယ်။မျိုးတဲ့ပေါ်အညိုတဲရှိနေတာကိုလည်းတရွာလုံးကသိနေတော့သူပင်တရက်ခန်းဆိုပြီးတော့အဆွတ်ဆဲခံရတော့တယ်။ဒီကိစ္စအတွက်စစ်ဆေးဖို့ရွာလူကြီးကသူ့အိမ်ကိုချိန်နေ။တပ်တွေတွေကိုလည်းစစ်ဆေးပြီးပြီးမျိုးမြင့်ရောက်သွားတော့ရွာလူကြီးအိမ်မှာမျိုးတင်ကိုတွေ့ရလေတယ်မျိုးတင်မျက်နာက ညိုးငယ်လွန်လာတယ်။ဝမ်းနဲ့ရဲ့တိမ်နံမျက်လုံးတွေနဲ့အကိုကိုငေးကြည့်နေတယ်။ရွာလူကြီးကမျိုးတင်ကိုကြည့်ပြီးတော့မေးလိုက်နေတယ်။မင်းရဲ့နွားတင်ကိုမီးလောင်ရတာမျိုးမြင့်ရှို့တာလို့မင်းထင်သလား။မျိုးမြင့်ကလည်းမျိုးတင်အဖြေကိုစောင့်စားနေတယ်။မျိုးတင်ကသာထင်ပါတယ်လို့ပြောရင်"သူကလည်းမငင်းတော့အပြစ်ပေးချင်တာပဲ။ဝန်ခံလိုက်မယ်"လို့ဆုံးဖြတ်ထားတယ်။ဒါပေမဲ့မျိုးတင်ကခေါင်းခါပြကပြန်ဖြေလိုက်တယ်။မထင်ပါဘူး။ မျိုးမြင့်အံ့ဩသွားတယ်။သူ့ညီကဘာကြောင့်ဒီလိုငင်းရတာလဲ။ရုတ်တရက်မျိုးမြင့်ကစကားမပြောနိုင်လောက်အောင်ပင်ဖြစ်နေတယ်။သူ့ညီကသူ့ကိုမကြည့်တော့ဒါဆိုဘသူလို့ထင်လဲ။ဘသူ့အမမထင်တတ်ပါဘူး။ဖြစ်ပြီးတဲ့ကိစ္စလည်းဖြစ်ပြီးပြီ။ဒီအတွက်ကျွန်တော်ဘသူ့အမအရေးမယူချင်တော့ပါဘူး။ကျွန်တော်ရင်အတိတ်ဘဝကံဆိုးဝါးခဲ့လို့ပဲဖြေပါတော့တယ်။ကျွန်တော်ပြန်ခွင့်ပြုပါ။မျိုးတင်ခွင့်တောင်းကောင်ပြန်သွားလို့ရတယ်။မျိုးမြင့်က ရွာလူကြီးအိမ်မှာအတန်ကြာအောင်ဆက်ကားထိုင်နေမိလေတယ်။ရွာလူကြီးကပြောလီတော်တယ်။မင်းတို့ညီအကိုတင်းတင်းမြတ်မြတ်နေတာပဲငါတို့ကြည့်ကျင်နေမျိုးမြင့်ရင်။သူကဝန်ခံကရွာလူကြီးအိမ်ကထွက်ခဲ့လေတယ်။ဒါပေမဲ့သူ့အိမ်ကိုမပြန်။သူ့ညီမျိုးတင်အိမ်ရှိရာကို တန်းသွားတယ်။မျိုးတင်က သူ့ကိုတွေ့တဲ့အခါအံ့ဩသွားတယ်။သူ့အိမ်ကိုတခါမှမလာဘူးခဲ့တဲ့အကိုမျိုးမြင့်ကစကားမပြောဘူးတဲ့ခဲမနဲ့အတူကလေးကိုနှုတ်ဆက်တယ်။ မြို့တင်မင်းတို့ငါဝန်ခံစရာရှိလို့လာခဲ့တာမင်းရဲ့နွားတင်ကုတ်မီးလောင်ခဲ့ရတာငါစနက်ကြောင့်ပဲဒါရီကိုဘာလို့လာပြောနေရလဲအကိုမင်းသိစေချင်လို့ဒါပေမဲ့ငါရုံမာတဲ့စိတ်နဲ့ပြက်စီအောင်ရှုတ်ခဲ့တာမဟုတ်ဘူးမတော်တဆဖြစ်ခဲ့တာပါမင်းညားကငါတင်းကုတ်ထဲရောက်ခဲ့တဲ့အကြောင်းကိုပြန်ပြောင်းပြောပြတယ်တကယ်တော့မင်းကိုတောင်းပန်ဖို့နဲ့နာယီပေးဖို့လာခဲ့တာပါကွာငါမင်းနဲ့မတွေ့ရတာနဲ့ပြန်သွားတာနာယီတို့ ငါတင်းကုတ်ထဲမှာချိန်ထားခဲ့တယ်။မတော်တဆငါပြစ်ခဲ့တဲ့ဆေးလိပ်က မီးမသိပဲမီးထလောင်ခဲ့တာ။သူကနွားတင်းကုတ်ထဲခေါ်သွားကရှောက်ခွေးပြတယ်။ပြာပုံထဲမှာမီးလောင်ပြီးပြက်စီးနေတဲ့နာရီကို တွေ့လိုက်ရတယ်။အကိုဒီလိုရှင်းမပြလဲ။ကျွန်တော်ကအကိုပြက်စီးအောင်လုပ်တယ်လို့မယုံကြည်ပါဘူး။အေးကွာဖြစ်ပြီးသမျှကိစ္စတွေအတွက်ငါတောင်းပန်ပါတယ်။ကျွန်တော်ကတောင်းပန်ရမှာပါ။အခုအရေးကြီးတာမင်းရဲ့ကျမ်းမာရေးပဲ။ဒီနေရာကနေဖို့မသင့်လျော်ဘူး။ မင်းတို့မိသားစုငါနဲ့လိုက်နေမင်းတို့လည်းငါစေကုပေးမယ်ဒါပေမဲ့မျိုးတင့်ကညင်နေဒါရီမလိုပါဘူးအကိုရင်အကိုစီဟာမြစ်တာပြန်ရတာကိုပဲကျွန်တော်ဝမ်းသာလာပါပြီမင်းမလိုက်ဘူးဆိုရင်တော့မင်းငါအပေါ်မချိနဲ့လို့ခွင့်မလွတ်နိုင်လို့လို့ပဲငါယူဆမယ်မင်းတယောက်တည်းအတွက်မကြည့်နဲ့မိမနဲ့ကလေးအတွက်လည်းကြည့်ရုံနောက်ဆုံးမှာတော့မျိုးတင့်မှာဘလုံးမညင်မရဖြစ်သွားလေတော့တယ်ညာတွင်ချင်းမင်းမျိုးမြင့်ကသူ့ညီမိသားစုကိုသူ့ရဲ့အင်ကြီးစီကိုခေါ်ဆောင်သွားလေတော့တယ် ကြားရသူအားလုံးကပင်အဲ့ဒီတရင်အတွက်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြနေတော့တယ်။နောက်ဆုံးတော့သူရစကားပြောတာပါပဲဗျာ။မျိုးမြင့်ကအစားကောင်းအဝတ်ကောင်းနေပေတယ်။မျိုးတင့်ကိုစရာကောင်းနဲ့စိတ်ကူတာပေတယ်။သူတို့ညီအကို အရင်ကလိုပဲချစ်ချစ်ခင်ခင်နေထိုင်ကြလေတယ်။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့။တပတ်လောက်ကြာတဲ့အခါမှာတော့မျိုးတင့်က သူချစ်ခင်နဲ့အကိုရဲ့လက်ပေါ်မှာပင်ဝဲလွန်သွားခဲ့လေတယ်။ ညီလေးရင်အကိုတို့ညီအကိုလူသက်စိတ်သက်နဲ့ချစ်ချင်းခင်ခင်ဘဝကိုပြန်ဆရုံမဲ့ရှိသေးတယ်။ညီလေးကအကိုတို့ကိုခွဲခွာသွားခဲ့ပြီပေါ့။မျိုးတင်ကသူ့ရဲ့ညီကို မြေမြုပ်တဲ့အခါနာယီလေးကိုထဲ့သွင်းမြုပ်နှံလိုက်လေတယ်။သူ့ညီအတော့အတိုးရောအရင်မှ ပေးဆက်တဲ့အနေနဲ့မျိုးမြင့်ကခင်မဖြစ်သူနဲ့တူကလေးကိုတသက်လုံးစောင့်ရှောက်သွားလေတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးစရာမိုက်မိုက်ပြေးရေးသားချတဲ့ အမွှားဆိုတဲ့ဇလန်းမှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။